အားလုံးပဲမင်္ဂလာပါခင်ဗျာဒုတိယကမ္ဘာစစ်ကြီးဟာကမ္ဘာသမိုင်းတခြားဆိုရှယ်မှုအများဆုံးလူသေးပြောက်အများဆုံးနဲ့ကြီးကျယ်သောစစ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်ဥရောပမှာတင်မှုပဲနဲ့ဒီအာရှအာဖရိကနဲ့ဒီပစိဖိတ်ဒေသတွေဒီစစ်ပွဲတွေဟာကြီးကျယ်ဖြစ်ပွားခဲ့ပြီးတော့အရင်ပထမကမ္ဘာစစ်ထက်ပိုပြီးတော့ကျယ်ပြန့်ပါတယ်ဒီဒုတိယကမ္ဘာစစ်ကြောင့်ခြုံငုံပြောရမှဆိုရင်ဒီဥရောပကဖက်ဆက်အီတလီနာဇီဂျာမနီနဲ့ဒီအာရှမှာဆိုရင်ဂျပန်တွေကသူတို့ရဲ့ကြိုးစီပွားအတွက်နိုင်ငံချက်ဆက်ဖို့စူးစမ်းရဲကနေအဓိကစပြုတ်ခဲ့တာပဲဖြစ်ပါတယ် သူတို့နိုင်ငံတွေကိုဒီ SS အုပ်စုနိုင်ငံတွေလို့ခေါ်ကြပါတယ်။နောက်ပြီးတော့သူတို့နဲ့တိုက်ခိုက်ခဲ့တဲ့နတ်ထအုပ်စုကတော့ဒီဗြိတိပြသက်အမေရိကန်နဲ့ဆိုဗီယက်ပြည်တော်သူစားတဲ့နိုင်ငံတွေပါဝင်တဲ့မာမိတ်အုပ်စုတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဆိုတာမှာဗြိတိပြသက်အမေရိကန်နဲ့ဆိုဗီယက်ပြည်တော်သူစားတဲ့မာမိတ်အုပ်စုတွေဘက်ကနိုင်ရကြပြီးတော့အမေရိကန်နဲ့ဆိုဗီယက်ပြည်တော်စုတို့ကကမ္ဘာအင်အားကြီးစူပါပါဝါနိုင်ငံတွေဖြစ်လာကြပြီးတော့စစ်အေးခေတ်မှာကြီးကျယ်အောင်ပြိုင်ခဲ့ကြပါတယ်။ပြီးတော့အင်အားကြီးအင်ပါယာတွေပြိုလဲခဲ့ကြပြီးတော့ဥရောပနိုင်ငံတွေအားနဲ့တွားခဲ့ကြပါတယ်။ အိန္ဒိယပါကစ္စတန်မြန်မာနဲ့ဒီအာရှနဲ့ရှေ့တအာရှကုလုံးနိုင်ငံတွေလောလောဆယ်ရကြပြီးတော့တရုတ်နိုင်ငံမှာလည်းကွန်မြူနစ်ဆိုရာအာဏာရလာခဲ့ပါတယ်။အဲ့ဒါပြင်လူသားသမားမှတခါမှမရှိခဲ့ဘူးတဲ့နျူကလ িয়ার လက်နက်စတင်ပေါ်လာခဲ့ပြီးတော့ကမ္ဘာကူလကူလသမားကလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဲ့လိုကမ္ဘာသမိုင်းမှာဆိုရှယ်မှုကြီးဆုံးအသေးပြောက်အများဆုံးနဲ့မြန်မာခေတ်ကာလအထိကမ္ဘာပထဝီနိုင်ငံရဲ့ခြေကွေရှာကိုအကြီးအကျယ်ပြောင်းလဲဖြစ်စေခဲ့တာကတော့ဒုတိယကမ္ဘာစစ်ကြီးပဲဖြစ်ပါတယ်။အဲ့လိုထူးခြားပြီးစေဝေစားဖို့ကောင်းတဲ့ဒုတိယကမ္ဘာစစ်ကြီးက ဘယ်ချိန်မှာဘယ်လိုမျိုးစတင်ခဲ့တာလဲဘယ်သူတွေပါဝင်ခဲ့ကြတာလဲပြီးတော့ဘယ်ချိန်မှာဘယ်လိုပုံစံမျိုးနဲ့အဆုတ်သတ်သွားခဲ့တာလဲစတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးမှာဝေမျှတိုက်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပရမကဘာစက်ကြီးရဲ့ဘီထောက်ကွက်34မှာဂျာမနီမှာနာဇီကောက်ဆိုဟဲ့လာအာဏာရလာခဲ့ပါတယ်အဲ့ဒီမှာတိုင်ငင်ကဒီဂျာမနီတွေကမာမိတ်မာမိတ်တွေရဲ့ဗာစစ်စာချုပ်ချိုးဆုံမှုနဲ့တူဒီသူတို့ရဲ့နာမည်ဆက်သွယ်ရခိုင်းလို့ဆိုရှယ်ကရပြီးတော့မြတ်ပြလာတဲ့စိတ်ယုံကြည်တွေနဲ့စိတ်အရမြတ်ပြကတ်ခံရရပါတယ်ပြီးတော့စိတ်ချုပ်ခဲ့တဲ့အတွက်ကြောင့် ဂျာမန်လူမျိုးတွေရဲ့ကိုယ်စိတ်ခါကြီးကြပ်ကြဆင်းခဲ့ရပြီးတော့တိုက်ပီးရဲ့စီးပွားရေးလည်းဖျို့ဖျက်ဖြစ်ခဲ့ရပါတယ်။အဲ့လိုမာမိတ်တွေရဲ့ဖိနှိပ်ခတ်တတ်ချက်တွေပေါ်ဂျာမန်လူမျိုးတွေကတော့မတမယာဖိနှိပ်မှုတွေလို့ယူဆပြီးတော့နာကျင်နေခဲ့ကြပါတယ်။ဒီလိုနဲ့နာဇီဆိုရအာဏာရလာရောဒီဒီကနာဇီဝါတွေတွေကသူတို့သူတို့ရဲ့လူမျိုးကြီးဝါတော်ကိုကင်ဆယ်ထားတာကြောင့်ဂျာမန်ပြည်သူတွေရဲ့ဒီနာဇီချက်တွေကိုအရင်ကထက်ပုံပိုပြီးတော့ပြစ်ထန်လာစေခဲ့ပါတယ်။အဲ့တော့နာဇီဆိုရကဒီဗာဆေးစာချုပ်ကိုချိုးဖျက်ပြီးတော့စိတ်အားတွေတုတ်ချက်လာခဲ့ပါတယ်။ ရေသူတို့ရဲ့ရွေချက်ကတော့ဒီပရမကောစကြီးပြီးဆိုရှယ်လိုက်ရတဲ့သူတို့ရဲ့နာမည်တွေကိုပြန်လဲရယူဖို့ပဲဖြစ်ပါတယ်။အဲ့လိုဒီ headline ရဲ့ကြံကိုဒီနောက်နောက်နိုင်ငံတွေဖြစ်တဲ့ Britain နဲ့ပြည်သက်မဟာမိတ်အုပ်စုတွေကတတိထားမိတာကြောင့် headline နဲ့ပေးယူလို့ဖို့အတွက် Munich မြို့မှာတွေ့ဆုံခဲ့ကြပါတယ်။သူတို့ရဲ့ပေးယူကဘာလဲဆိုတော့အဲ့တို့က headline လိုချင်နေတဲ့နာမည်တခုရှိပါတယ်။အဲ့ဒါတော့ဒီဂျာမန်နိုင်ငံမှာရှိတဲ့ဂျာမန်လူမျိုးတွေအများဆုံးနေထိုင်တဲ့ ဒီချက်ကိုဆိုလိုဗကေးရဲ့စိတ်ပိုင်းစူရက်ဒေတာပဲဖြစ်ပါတယ်အဲ့တော့ဒီမာမိတ်တွေကဟဲလာနေတဲ့အဲ့ဒီစူရက်ဒေတာကိုရခဲ့မှဆိုရင်နောက်ထပ်စီရေးချက်တွင်တာတွေထားမလို့ဖို့နောက်ထပ်ဥရောပမှာစင်မီထမ်းမပေါက်ဖွာလာစေဖို့အတွက်အပေးယူလုပ်ခဲ့ကြပါတယ်ဟဲလာကလည်းအဲ့ဒါကိုသဘောတူတူကွဲပြီးတော့မြူနစ်စာချုပ်ချုပ်ဆိုပြီးတော့အဲ့ဒီစူရက်ဒေတာကိုအလိုလိုရရှိခဲ့ပါတယ်ဒါပေမဲ့ဟစ်တလာကတော့ဒီလောက်နဲ့တည်းမကျင်းတတ်သေးပါဘူး။ဥရောပမှာနောက်ထပ်သူလိုချင်နေတဲ့နိုင်ငံတွေအများကြီးရှိပါတယ်။အဲ့ဒါကိုဗြိတိပြည်သက်မာမိတ်နဲ့ မာမစ်တီဘက်ကလည်းတတိမထားမိပဲနဲ့ short hit တော့ပေါ် short တွဲခဲ့ကြပါတယ်။ဒါပေမဲ့ Munich ဆာချိုရဲ့နောက်ဆက်တဲကတော့သူတို့ထိတ်တလို့ low ball ကိုဖြစ်မလာခဲ့ပါဘူး။အဲ့နောက် Munich ဆာချိုချိုးဆိုပြီးနောက်နှစ်မှာပဲ Hella က Munich ဆာချိုကိုချိုးဖောက်ပြီးတော့ Czechoslovakia တခုလိုကိုသိပိုင်လိုက်ပါတယ်။အဲ့နောက် Nazi Germany တွေက Austria ကိုထပ်မံသိပိုင်လိုက်ပြီးတော့မာမစ်တွေကြီးကြီးတားနေတဲ့ကြားတိုင်းကပဲလှုပ်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီချိန်တွေမှာမာမစ်နိုင်ငံတွေကို low ball game မဆိုင်တော့ဘဲနဲ့ဒီ Nazi Germany တွေကဒီငါတို့ ဂျာမနီပိုင်တဲ့နယ်မြေငါတို့ပြန်သေးတယ်ဆိုတဲ့ကြောက်ကြချက်တွေပေးခဲ့ကြပါတယ်ဒီလိုနဲ့ထောက်ကွေ39စနေပါတရက်နေ့မှာနာဇီဂျာမနီရာပုံလံကိုစတင်ကျူးကျော်လိုက်ပါတယ်ဒီဒီဂျီမာလည်းမာမိတ်တွေကအရင်လိုဗမာပြန်လို့မှမဟုတ်ဘူးဆိုပြီးတော့တွက်ချက်ခဲ့ကြတာပါဒါပေမဲ့ဗီဒီပီသည်မာမိတ်တွေဘက်ကတော့ဒီနာဇီဂျာမနီတွေကိုတားဆီးဖို့အတွက်စိတ်ကြညာလိုက်ပါတယ်ဒီနေရာမှာနာဇီနာဇီဂျာမနီတွေရဲ့ကနဦးရဲ့ချက်ကတော့ပျောက်သွားခဲ့ပါပြီအရင်လိုငါတို့ဂျာမနီပိုင်တဲ့နယ်မြေငါတို့ပြန်လေးတယ်ဆိုတာမျိုးမှုတ်တော့ပဲနဲ့ ဥရောပနိုင်ငံတွေအကုန်လုံးသိပြီးတော့နာဇီတွေကသူတို့စရေးနည်းနဲ့ပဲဖြစ်ဖြစ်တခြားနည်းနဲ့ပဲဖြစ်ဖြစ်ဂျပန်ရဲ့အင်ပါတခုကိုတိဆောက်ဖို့ပဲဖြစ်ပါတယ်ဒီလိုနဲ့နာဇီဂျမနီတွေကပိုလန်ကိုလည်းကျူးကျော်ရောဘိနာကဆိုဗီယက်ပြည်တော်သူတို့ကလည်းပိုလန်ကိုရှေ့အရှေ့ဘက်ကနေစတဲ့ကျူးကျော်လာများပါတယ်အဲ့ဒီတော့ကဆိုဗီယက်ပြည်တော်သူတွေရဲ့ခေါင်းဆောင်ကတော့ဂျိုဇက်စတာလင်ပဲဖြစ်ပါတယ်ဒီလိုနဲ့ဒီဂျာမနီနဲ့ဆိုဗီယက်ပြည်တော်သူတို့ကပိုလန်ကိုဒီနှစ်ဖက်ညှိလိုက်ကြပြီးတော့ခွဲဝေယူလိုက်ကြပါတယ် ဒီနေရာမှာမေးစရာတစ်ခုကဒီနာဇီဝါဒနဲ့အုပ်ချုပ်တဲ့ဂျာမနီနဲ့ဒီဆိုဗီယက်အကွန်မြူနစ်စနစ်ကျက်သွားတဲ့ဆိုဗီယက်ပြည်တော်စုတို့ကအချင်းချင်းဘယ်လိုမှမအဆကြပါဘူးဝါဒချင်းလည်းမတူသလိုနိုင်ငံကအစိုးရချင်းကလည်းမတက်ကြပါဘူးအဲဟစ်လာကိုလည်းလည်းသူ့နိုင်ငံတိုင်းမှာဒီဒီကွန်မြူနတီကိုကြီးကျယ်နေနေရှင်းလဲပြီးမှအာဏာရလာသူဖြစ်ပါတယ်ရှေ့ရှေ့ပြောရရင်ဟစ်လာကိုလည်းလည်းဒီကွန်မြူနဝါဒကိုရောရှာမှုတည်သူတို့ပေါ့နော်ဒီလိုဆိုပါလို့ပိုလာကိုတဝက်စီသိပြီးတော့ခွဲယူဖို့သဘောတူရလဲဆိုတော့ သူတို့နှစ်နိုင်ငံကြားမှာချိုးဆိုထားတဲ့စာချုပ်တစ်ခုကြောက်ပဲဖြစ်ပါတယ်။အဲစာချုပ်ကတော့1939မှာချိုးဆိုခဲ့တဲ့ဂျာမနီနဲ့ဂျာမနီနဲ့ဒီဆိုဗီယက်ပြည်ထောင်စုကြားမှာခြေချင်းမတိုက်ခိုက်ရေးစာချုပ်ဖြစ်ပါတယ်။အဲစာချုပ်မှာဘာတွေပါလဲဆိုတော့နံပါတ်1ဂျာမနီနဲ့ဆိုဗီယက်ပြည်ထောင်စုကြားခြေချင်းမတိုက်ခိုက်ရေးနံပါတ်2တစ်ဖက်နိုင်ငံကဆက်ဖြစ်မဲ့ဆိုပါကဒီဂျာနဲ့တစ်ဖက်နိုင်ငံကဂျာနေဖြစ်တာရန်တရဥပမာဂျာမနီကဒီဥရောပကတခြားနိုင်ငံတို့ကူကူနဲ့ဆက်ဖြစ်မဲ့ဆိုပါကကြာရှိနေတဲ့ဒီဆိုဗီယက်ပြည်ထောင်စုကတော့ဂျာနဲ့နိုင်ငံဖြစ်တာရန်တရမှာဖြစ်ပါတယ်။နံပါတ်3 ပိုလန်ဘော်ဒက်တိုးနိုင်ငံဖြစ်တဲ့လက်ဗီယာအက်စတိုးနီးယားနဲ့လက်တူနီးယားစတဲ့နယ်မြေတွေကိုဂျမနီနဲ့ဆိုဘီယက်ပြည်တော်စုတို့ကြာခွဲဝေယူဖို့သဘောတူညီချက်ပဲဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့စရိတ်ဘက်ကိုတစ်ချက်ပြကြည့်ကြမှာခင်ဗျာ။ထောက်ခွဲသုံးစုကိုစတဲ့မှာတရက်နေ့မှာနာဇီဂျမနီတွေကပိုလန်ကိုစတဲ့ကြွကြော်လိုက်ပြီးတော့ဒူဒူကပါစစ်ကြီးကိုတရက်ဝဲစတဲ့စတိုက်စေခဲ့ပါတယ်။အဲ့တော့ဗြိတိပေသက်မာမိတ်တွေဘက်ကလည်းနာဇီဂျမနီတွေကိုစစ်ကြညာလိုက်ကြပါတယ်။အဲ့ဒီမှာဟစ်လာကဘယ်လိုကြောက်ပြချက်ပေးလဲဆိုတော့ပိုလန်စစ်တပ်က ဒီဂျာမနီနယ်စပ်ကိုလာရောက်ထိပါလာတာကြောင့်ပဲပုံလာကိုတွေးရတာပါဆိုတော့ကြောက်ကြောက်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီဂျေကတော့လိုကနောက်ကျနေခဲ့ပါပြီ။နှစ်ပတ်စလို့ဟာကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဆင်နွှဲဖို့အတွက်ဆက်သက်ဖြစ်နေခဲ့ကြတာပါ။အဲနောက်နာဇီဂျာမနီတွေဟာနော်ဝေးနဲ့ဥရောပမြောက်ဘက်ကာယိုနာဒေသတွေကိုပြန်မှထားလာခဲ့ပါတယ်။အကြက်ကတော့အဲ့လိုကနော်ဝေးဟာဒီတန်တဲ့ပစ္စည်းအများများထွက်ရှိပြီးတော့စေရင်နဲ့စေဘက်ပစ္စည်းထုတ်လို့ရေးအတွက်အင်မတာရေးပါတာကြောင့်ပဲဖြစ်ပါတယ်။အဲနောက်နာဇီဂျာမနီတွေဟာ ဒိမတ်နော်ဝေးစတဲ့ဥရောပမြောက်ဘက်ကာယိုရန်နိုင်ငံတွေကိုမော်မေဒီထက်လက်ဦးပြီးတော့တိုက်ခိုက်သေးပိုက်ခဲ့ကြပါတယ်။အဲလိုနာဇီဂျာမနီတွေရဲ့လိင်မြန်တဲ့သေးပိုက်မှုတွေကြောင့်မော်မေဒီနိုင်ငံတွေဟာရှည်ရစရာတွေဖြစ်လာခဲ့ပါတယ်။ဗီဒီယိုမှာလည်းဆိုရဖြိုးချခံလိုက်ရပြီးတော့ဝဆိုရတဲ့ဝဂျီချိုဝက်စတာချေအနာရလာခဲ့ပါတယ်။အဲနောက်နာဇီဂျာမနီတွေကနောက်ဥရောပဒေသတွေကိုတိုက်ခိုက်သေးပိုက်ဖို့ပြင်မထားလာခဲ့ပါတယ်။နာဇီတွေကဒီအင်အားလုံးရင်းနဲ့ လူဇဘက်နယ်သာလန်ဘယ်ဂျီယံစတဲ့နိုင်ငံတွေကိုလှိမ်မြသိမ့်ပိုက်ပြီးတော့သူတို့ရဲ့ထိုးစစ်ဟာပြည်ထောင်နယ်စပ်ထိတောင်ရောက်ရှိလာခဲ့ရပါတယ်။ဒီနေရာမှာနာဇီဂျာမနီရဲ့ဗျူဟာကအလော်လုပ်ဖြစ်ခဲ့ပါတယ်။ပုတ်ကျဲလေရင်တွေတင်ကားတွေနဲ့စစ်တီအင်အားလုံးရင်ကိုတိုးပြပြီးတော့ဒီရာသူနယ်မြေကိုဒီမထင်မှတ်ထားတဲ့ချိန်မှာလူတရဲဝေရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲဒါကိုလျှက်တဲ့ပြည့်ထိုးစစ်ဗျူဟာလို့လည်းခေါ်ပါတယ်။ပြီးတော့နာဇီဂျာမနီတွေကဘယ်ဂျီယံကနေတဆေပြည်သက်ကိုသွေးဖို့တဲ့သူတို့ရဲ့ဆက်စည်ကိုစတင်ခဲ့ကြပါတယ်။နာဇီတွေတို့အတွက်ပြည်သက်ကိုသွေးဖို့ ဒီဘဂျီယန်ကနေ10နဲ့ဂျာမနီနဲ့သားကနေ10ထိုးဖောက်ဝယ်ရောက်နိုင်ပါတယ်ဒီပြစ်သိက်တွေကလည်းအဲ့ဒါကိုတီးတဲ့အတွက်ဒီခါဆက်ကိုခိုင်မပေးထားကြတာပါနာဇီဂျာမနီတွေကဘဂျီယန်ကနေ10စားတဲ့တိုက်ခိုက်မှဆိုရဲဒီပြစ်သိက်ကိုခန့်မှန်းနဲ့ထိုးဖောက်ဝယ်ရောက်နိုင်ပါတယ်ဒါပေမဲ့ဂျာမနီနဲ့သားကနေဝယ်ရောက်မှဆိုရတော့အဲ့ဒီမှာဒီအလော်ထူထကြတာတဲ့အလော်ထူထကြတာတဲ့တော့အိုကြီးကကြားခံနေပါတယ်အဲ့တော့ဒီအဲ့ဒါကိုဒီပြစ်သိက်နဲ့မာမိတ်တွေကလည်းပေါ်ဆပြီးတော့ ဂျာမနီနိုင်ငံမှာရှိတဲ့ခုနကပြောတဲ့ဒီတောအုပ်ဘက်ချမ်းမှာဒီမဟုတ်ပဲနဲ့ဒီသူတို့ရဲ့ခါစက်ကိုပေါ့နော်ဒီဘယ်ဂျီယံဘက်မှာပဲခိုင်မပြေထားခဲ့ကြပါတယ်ဒီလိုနဲ့မကြံခင်မှာပဲနာဇီဂျာမနီတွေကစတ်တဲ့ဝင်ရောက်လာကြပြီးတော့ဒီဘယ်ဂျီယံကနေစစ်ကြောက်တခုနောက်ထပ်ခုနကဒီဂျာမနီနိုင်ငံမှာရှိတဲ့တောအုပ်ကြီးကိုမယမကဖျက်ကျော်ပြီးတော့ဝင်ရောက်လာတဲ့စစ်ကြောက်တခုဟာပြည်ဖက်တဲ့ကိုရောက်ရှိလာခဲ့ပါတယ်အဲ့လိုနဲ့ခုနကဒီတောအုပ်ဘက်ချမ်းကနေဝင်ရောက်လာတဲ့ ဒီစစ်တောက်တစ်ခုဟာနာစီတရဲ့စစ်တောက်တစ်ခုဟာခုနကဗဂျန်နယ်သားမှာခုခံနေတဲ့ဒီပေးသက်တပ်တွေကိုရှင်းလင်းနှစ်ဖက်ညပြီးတော့လိုက်ခိုက်ခဲ့ကြပါတယ်ဒီလိုနဲ့ပေးသက်တပ်တွေဟာကြာဆုံးများစွာနဲ့မြောက်ဘက်ပင်လယ်တဲကိုဆုတ်ခွာထွက်ပြေးသွားခဲ့ရပါတယ်နောက်ဆုံးဒီဂျာမနီတွေကမြို့တော်ပါရီမြို့ထိပေးပိုင်လိုက်ကြပါတယ်အဲဒီနောက်ဂျာမနီရဲ့မဟာမိတ် SS အုပ်စုဖွဲ့ဝင်ဖက်ဆက်အီတလီကလည်းပေးသက်တောက်ပိုက်ကိုကျူးကျော်တေးပိုက်ခဲ့ပါတယ်ဖက်ဆက်အီတလီတွေကဒုတိယကမ္ဘာစစ်ဆက်ဆက်ချင်းမှာဒီ ်အီသီရိုးပီးယားအယ်ဘေးနီးယားနဲ့ဒီအာဖရိကဒေသတွေကိုသေပတ်ချက်တွေနေခဲ့ကြတာပါအဲ့တို့ကတော့ဖက်ဆက်ခေါင်းဆောင်မူဆိုလိုနီကအီတလီရဲ့ခေါင်းဆောင် ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီဂျာမနီကပြည်သက်ကိုလည်းသေပတ်ပြီးပြီဆိုတော့နောက်ထပ်ဗီဒီယိုကျူးကျော်သေပတ်ဖို့လုပ်ပါတယ်ဒီနေရာမှာဗီဒီယိုကြောင့်ရဲ့ပထဝီဗီဒီယိုရဲ့ပထဝီနေထောက်ကိုကြည့်မယ်ဆိုရင်ဥရောပကိုမကြီးနဲ့ပင်လယ်ချားနေပါတယ်။အနီးစိုးဖြစ်တဲ့ဒီပြင်သင်းကနေတောင်မှပြင်လယ်ပင်လယ်ချားနေပါတယ်။အဲ့ဒီချက်ကပဲဂျာမနီတွေကိုခက်တွေ့စေခဲ့တာပါ။ ဒီအရင်လိုမျိုးဒီဂျာမနီတွေကဒီအရင်ဥရောပဆင်းမဲ့နာတွေမှာတုတ်ပြခဲ့တဲ့ဒီလျှာတပက်ထုတ်စင်ပြူဟာနဲ့မြေပြင်ထုတ်စစ်တွေဘလုံးမဆင် ပြေခဲ့ကြပါဘူးနောက်ပြီးတော့ရေလန်းကနေတိုက်မယ်ဆိုရင်လည်းအဲ့ဒီမှာအသေးဆောက်ဆိုင်နေကြတဲ့ရေတန်းအာဂေါ်တဲ့ဗီဒီယိုရေတန်းရဲ့ခြေမိုးချက်ကိုခံရမှာအဲ့ဒါအဲ့ဒါကြောင့်ဒီနာဇီဂျာမနီတွေကလေကျောက်တစ်ခုတည်းကိုသာရွေးချယ်ခဲ့ရပြီးတော့ဗီဒီယိုကိုဒီအကြီးကျယ်ပို့သွားရခဲ့ကြပါတယ် ဒီလိုနဲ့ဒီဂျာမန်တိုက်လီရင်မြပြဟာဗြိတိကျောဘော်ကဒီအရသားလူနေအိဆောက်အိုတခုမှကြာအကုန်လုံးပုတ်ကျက်ခဲ့ကြပါတယ်အဲဒါကြောင့်ဒီဗြိတိဟာဂျာမန်တွေရဲ့ဗုဒ္ဓံကြောင့်ကြီးကျယ်ထိခိုက်ခဲ့ရပြီးတော့ဆိုရှယ်မှုတွေများခဲ့ပါတယ်ဒါပေမဲ့ဗြိတိရဲ့ခေမီနီးပညာရေဒါတွေနဲ့ဒီလေကြောက်ကောက်ဝေးစနစ်ကအရာကိုဖွားဖွားထက်တာကြောင့်ဂျာမန်လေယာဉ်မြပြဟာဗြိတိမျိုးပေါ်မှာပဲပစ်ချဖက်စီခံခဲ့ရပါတယ် ဒီလိုနဲ့အခြေအခြေကြီးကြာကြာလာတော့ဒီနာစီဂျမနီတွေကဒီလေချက်တစ်ခုတည်းပုတ်ပြီးပြီးတော့တိုက်ခိုက်နေရတာကြောင်းဒီသူတို့ဖက်မှလည်းဒီဆိုရှယ်မှုတွေများလာခဲ့ပါတော့နောက်ဆုံးဒီဟစ်လာကဒီဗီတီကျော့ကိုဘယ်လိုမှမသိနိုင်သိနိုင်မှာမဟုတ်ဘူးဆိုပြီးတော့တပတ်ပတ်သွားခဲ့ပါတယ်အဲ့တော့သူတို့ရဲ့မာမေဖက်စစ်အီတလီတွေကလည်းဒီဗီတီနဲ့မာမေတွေကိုဆက်ရှိုးပြီးတော့ဒီအာဖရိကနဲ့မြေတဲ့ပင်လယ်တဲကသူတို့ရဲ့ကိုလိုနီနိုင်ငံတွေကိုပြီးပြီးဆိုရှယ်လာခဲ့ပါတယ်ဟုတ်ပြီအဲ့တော့အာရှဆက်မြတ်နာဘက်ကိုတစ်ချက်ကြည့်ပါမယ်ခင်ဗျာ အရှာစင်စိမဲ့နာမှာဆိုရင်အဓိကလှုပ်ရှားတာတော့ဂျပန်ပေါ့နော်ဒုတိယကမ္ဘာဆက်မှာတိုင်ငင်ငယ်တဲ့ကဂျပန်ကဒီအရှေ့အာရှနဲ့အရှေ့တော့အာရှဒေဒေသတွေမှာသူတို့ရဲ့နယ်မြေချက်တွေကိုကြည်ကြဲလှုပ်ဆောင်လာနေခဲ့ကြတာပဲဖြစ်ပါတယ်ဂျပန်ရဲ့နယ်မြေချက်တင်ခဲ့ရတဲ့ကြောင်ရဲ့နှစ်ချက်ရှိပါတယ်အဲ့ဒါတော့ဂျပန်ကကျွန်းနိုင်ငံဖြစ်တဲ့အတွက်ဒီတွက်ထက်တရားဇာတအရင်မြေချုပ်တက်လာပါတယ်အထူးသဖြင့်စက်မှုလုပ်ငန်းတွေထုံးလာတဲ့ချိန်မှာဒီဂျပန်ကဒီအဓိကလိုအပ်ချက်ဖြစ်တဲ့ဒီသံရင်နာကြောက်မိသွေးစတဲ့ ကိုကြက်ပစ္စည်းလိုအပ်ချက်တွေများလာခဲ့ပါတယ်။အဲဒါကြောင့်ပဲဒီအနီးနားကနိုင်ငံတွေကိုကျူးကျော်သေးပိုက်ဖို့စူးစမ်းလာခဲ့တာ ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့နိုင်ငံရဲ့ကိုယ်သိခါနဲ့လူကျွေးတက်ပဲဖြစ်ပါတယ်။အထူးသဖြင့်ဒီနောက်နိုင်ငံတွေဖြစ်တဲ့ဒီဗြိတိပစ်သက်ရုရှားနဲ့အမေရိကန်တို့ကဒီအာရှနဲ့ကမ္ဘာတစ်ပေါ်မှာသူတို့ရဲ့ကိုလိုနီနယ်ပေတွေကိုချက်ထွင်ချက်ထွင်လာတာကိုမြင်တော့ဂျပန်တွေကဒီတင်းတင်းချေချေမှာငါတို့ဂျပန်နိုင်ငံကကျွန်းနိုင်ငံဖြစ်တဲ့ဖြစ်ပြီးတော့ဒီအေရီးယားလည်းသိမ်းနေတာကြောင့်မကြခင်မှာဒီတိုက်တပတ်တိုက်တပတ် အပါတခုရဲ့လက်အောက်ကိုကြားရောက်တော့မှကိုစိုးရိမ်နေကြတာဖြစ်ပါတယ်အထူးသဖြင့်သူတို့ရဲ့အနီးဆုံးမှာရှိတဲ့ဒီရုရှားအင်ပါယာရုရှားအင်ပါယာကမချူရီယာကိုပေးထားတဲ့အတွက်ကိုရီးယားကြောဆွဲကနေတစ်ဆက်ဂျပန်ကိုသိမ်းပိုက်လာမှကိုစိုးရိမ်ခဲ့ကြတာပါအဲ့ဒါကြောင့်ဂျပန်တွေကဒီရုရှားတွေအရင်ဆုံးသူတို့ကိုသိမ်းလို့မရအောင်ဒီကိုရီးယားကြောဆွဲကိုအရင်ကျွတ်ကျော်သိမ်းပိုက်လိုက်ကြပါတယ်အဲ့နောက် နောက်ဒီပရမတ်တရုတ်ဂျပန်ဆက်ဖြစ်ပွားပြီးတော့ဂျပန်တွေနိုင်ရပြီးတော့ထိုင်ဝမ်ကျောကိုရရှိခဲ့ကြပါတယ်အဲ့နောက် လီယိုဂျပါဆဲထပ်ဖြစ်ပွားပြီးတော့မန်ချူရီးယားနဲ့အရှေ့ဘက်ရုရှားပိုက်ကြောတွေကိုပါရရှိလိုက်ပါတယ်။အဲလိုနဲ့ဂျပန်တွေကစင်ရေးအောင်မြင်မှုတွေရလာတော့လီယိုဂျီမှုတွေမြင့်တက်လာပြီးတော့ဒီအင်အားကြီး empire ချက်ထွင်ဖို့အတွက်ဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။အဲတော့တရုတ်ပြည်ကိုစတဲ့ကြွကြော်ပြီးတော့တရုတ်ပြည်မှကြီးရဲ့အဲတရုတ်ပြည်ရဲ့နမည်တစ်ဝက်လောက်ထိကိုလေးပိုင်းနိုင်ခဲ့ကြပါတယ်။အဲ့တော့အမေရိကန်ကဂျပန်ရဲ့တရုတ်ပြည်မှကြီးကြွကြော်တဲ့တိုက်ပွဲတွေကိုရှုတ်ချပြီးတော့စတဲ့ရှုတ်ချပြီးတော့ အမေရိကန်ကနေဂျပန်ကိုတင်ပို့နေတဲ့ပန်းရင်နံစတဲ့ကိုကြပစ္စည်းတွေကိုဖျက်တော့ပြခဲ့ကြပါတယ်အဲ့ဒါကြောင့်ပဲဒီဂျပန်နဲ့အမေရိကန်ကြားမှာတင်မမှုတွေမြင့်တက်လာပြီးတော့ဂျပန်တွေကဒီရှစ်တဲ့အာရှမှာရှိတဲ့အမေရိကန်ကိုလိုနီဖြစ်တဲ့ဖိလစ်ပိုင်ကိုသိမ်းပိုက်ခဲ့ကြပါတယ်အဲ့နောက်ဂျပန်တွေကအင်လိုချိန်းနာကျောက်ဆွဲဒေသကနိုင်ငံတွေကိုဒီနောက်နိုင်ငံတွေလက်ထက်ကနေတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်နောက်ဂျပန်ရှစ်အာရှနဲ့ရှစ်တဲ့အာရှနိုင်ငံတွေအကိုလိုနီပေါ့ကိုကျူးကျော်သိမ်းပိုက်ပြီးတော့ AGA ပါတခုဖြစ်လာခဲ့ပါတယ် အဲ့လိုကဂျပန်အေကရက်ဟီရိုဟီတိုဖြစ်ပြီးတော့ဝါဂျီချိုဟီတက်ခီထိုကျိုဖြစ်ပါတယ်ဒီလိုနဲ့ဂျပန်ကမိကန်ဘီဒီပြည်သက်တို့စတဲ့အနောက်နိုင်ငံအုပ်စုတွေကိုဆက်ကျင်ပြီးတော့ဒီတွေ့ကပါဆက်ကာလာမှာနာဇီဂျာမနီဖက်ဆစ်အီတလီတို့ရဲ့ SS အုပ်စုတွေကိုဝေရပူပေါက်ခဲ့ပါတယ်အဲ့တော့ဂျပန်ကသူတို့ပေါ်ရေနံပိတ်ဆို့မှုတွေကိုလုပ်နေတဲ့အမေရိကကိုတိုက်ခိုက်ဖို့စီစဉ်လာကြပါတယ်ဂျပန်ရဲ့သူတို့ရဲ့ထုတ်စံတိုင်းအမေရိကန်ကိုဒီအရင်လက်အုပ်မှုရယူပြီးတော့တိုက်ခိုက်ချိန်မှုဖို့စီစဉ်ခဲ့ကြပါတယ် အရာကြောင့်ထကွေလေးစက်တဲ့ဒီဇင်ဘာလမှာဒီဇင်ဘာလ9ရက်နေ့မှာဂျပန်ပို့ချက်လေယာဉ်ရေအမေရိကန်ပိုင်ဟာဝိုင်ကြီးကျော်စုပလက်စစ်ကန်ကိုပို့သွားချက်ခဲ့ပါတယ်အဲ့ဒီမှာအမေရိကန်စစ်သားတွေစစ်စင်ဘောတွေနဲ့ရသားပြည်သူတွေနဲ့စိတ်ကားတစ်ခုလို့ဟာရစရာမရှိပျက်စီးသွားခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုကအမေရိကန်တွေကိုတိကျဒေါသထွက်သွားစေခဲ့ပြီးတော့အမေရိကန်တွေကိုဒုတိယကမ္ဘာစစ်တွေကိုတရားဝေရောက်ရှိလာစေခဲ့တာပဲဖြစ်ပါတယ်အဲ့တော့အမေရိကန်ကချက်ချင်းဂျပန်ကိုဆက်ကျင်ညာလိုက်ပြီးတော့အာရှဆင်မင်နာနဲ့ဒီဥရောပဆင်မင်နာတွေမှာဗြိတိပြည်သင်းနဲ့မာမိတ်တွေဘက်က ဝေရောက်တိုက်ခိုက်ဖို့ဆုဖြတ်ခဲ့ပါတယ်။အဲဒါကဒီအမေရိကသမ္မတရူစ်ပယ်လက်ထက်ပေါ့နော်။ဟုတ်ပြီအဲ့တော့ဥရောပဆင်းမြေနာကိုတစ်ချက်ကြည့်မယ်ဆိုရင်နာဇီဂျာမနီတွေကဘရစ်တွေကိုဘယ်လိုမှမသိခံနိုင်မသိနိုင်လာကြောင်သူတို့ရဲ့ထိုးစစ်ဟာအရှေ့ဥရောပရှေ့ဥရောပကဒီဆိုဗီယက်ပြည်တော်စုစီကိုဥတီသွားခဲ့ပါတယ်။အကြောက်ကတော့ဒီဥရောပရှေ့ဘက်နယ်မြေအများစုဟာဆိုဗီယက်ပြည်တော်စုလက်အောက်မှာရှိတာပဲဖြစ်ပါတယ်။ပြီးတော့ဂျုံနဲ့ဒီကောက်ပက်တိနာကြီးကြီးထွက်ရှိတဲ့ယူကရိန်းနဲ့ဒီတွတ်ထက်တရားစတာကျွဲဝတဲ့ ဒီကော့ကိဆတ်ဒေတာတွေဟာဆိုဗီယက်ပြည်ထောင်စုရဲ့ထဲမှာရှိတာမို့လို့ဟစ်လာနေနဲ့ဆိုဗီယက်ကိုသိမ်းနိုင်မယ်ဆိုရင်သူတို့ရဲ့အင်ပါယာလည်းပို့ပြီးတော့အင်အားကြီးသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်ထောက်ကွဲလေးစတဲ့ဂျော်လာမှာဒီဆိုဗီယက်ပြည်ထောင်စုကိုတူးကျော်သိမ်းပိုက်ဖို့အတွက်ဒါစီဂျာမနီတွေကဘာဘရိုစာဆက်စည်ရေးကိုစတင်ခဲ့ကြပါတယ်။တနင်္လာမှာဆိုဗီယက်ပြည်ထောင်စုရဲ့နယ်မြေများပြားကိုလေးပိုက်နိုင်ခဲ့ကြပါတယ်ဒီပုံစံနိုင်ဆိုရတော့ဆိုဗီယက်ပြည်ထောင်စုတစ်ခုလောက်ဟာဂျာမနီလက်အောက်ကိုကြာရောက်တော့မယ့်အခြေအနေပဲဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်နဲ့မာမေးတဲ့ဘက်ကတော့ဆိုဗီယက်ပြည်ထောင်စုကိုအကြီးအကျယ်ထောက်ပံ့ပေးခဲ့ကြပါတယ် ဒီနေရာမှာအရေးရှိဒီမိုကရေစီစနစ်ကျက်တိုးတဲ့အမေရိကန်နဲ့အနောက်အစုမာမေးနိုင်ငံတွေကဘာဖြစ်လို့ကွန်မြူနတီဝါဒကျက်တိုးတဲ့ဆိုဘီယက်ပြည်ထောင်စုနဲ့ပူးပေါင်းခဲ့ကြတာလဲဆိုတော့သူတို့ဝါဒနှစ်ခုကဘယ်လိုမှလည်းမအပ်စပ်ပြီးတော့အချင်းချင်းလည်းမတက်ကြပါဘူးဒါပေမဲ့ခက်ကာလာရာဥရောပမှာနာဇီဂျာမနီတွေရဲ့ရန်ကြောက်ပဲဖြစ်ပါတယ်အကယ်လို့သူတို့မပူးပေါင်းလို့ရှိရင်အဲ့ဒီနေမီတွေအကူလို့ဟာဒီနာဇီဂျာမနီတွေရဲ့လက်အုပ်ကိုကြောက်ရောက်ပြီးတော့လက်နက်ချရတော့မှအချင်းနေပါပဲအဲ့လာကြောက်ပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ နာဇီဂျာမနီတွေဟာဆိုဗီယက်ပြည်တော်စုရဲ့ twin back ကိုရောက်လာတဲ့အချိန်မှာဆိုဗီယက်တွေဟာမာမိတ်တွေရဲ့ပတ်ပတ်ပုံးမှုတွေနဲ့ကြီးကျယ်ခုခံခဲ့ကြပါတယ်။ Stalingrad တိုက်ပွဲမှာဆိုရင်ဆိုဗီယက်တို့အကြီးကျယ်ခုခံမှုကြောင့်ဂျာမန်တွေရဲ့ထိုးစစ်ကရှင်မတိုးနိုင်တီဖြစ်သွားခဲ့ပါတယ်။တိုက်ပွဲကိုဒီထက်ပိုပြီးလက်ပြောက်ဖြစ်သွားစေတာကတော့အိတ်ခဲလာတဲ့နမဂျိုရုရှားဆောက်ရသည်ပဲဖြစ်ပါတယ်။နာဇီဂျာမနီရဲ့အိတ်ခဲလာတဲ့ရုရှားဆောက်ရသည်ကိုဘယ်လိုမှမကြော်ဖြတ်နိုင်ခဲ့ကြပါဘူး။ ဘလောက်ထိအိမ်လဲဆိုရင်ရုရှားရဲ့ဆောက်လွှဲကအနှုတ်20ဒီဂရီကနေပြီးတော့အနှုတ်50ဒီရှိပြီးတော့ကမ္ဘာပေါ်မှာအန်တာတိကပြည်ရဲ့ရုရှားကအေးဆိုးပါပဲ။နာဇီဂျာမနီရဲ့အေးအေးထံကျောက်လက်နက်ခဲရတဲ့ခြုံရင်းလာပြီးတော့ထောက်ပုတ်လမ်းကြောင်းတွေပြတ်တောက်လာခဲ့ပါတယ်။အဲ့လိုခြေနေတွေကိုတိုးချပြီးတော့ဆိုဗီယက်ပြည်တော်စုကလည်းဒီအေးအေးထံကိုချက်ချက်ခံနိုင်ကြတဲ့ဆိုင်ပေရီးယားစစ်သည်တွေအများပြားတိုးပြီးပြီးတော့နာဇီဂျာမနီတွေကိုနောက်ပြဆုတ်သွားတိုက်ထုတ်နိုင်ခဲ့ကြပါတယ်။အဲ့တော့ဂျာမနီတွေကရှေ့ရှေ့ဘက်ဆင်းမြင့်တာဆိုပြီးရဲ့ပြည်တော်ဇူနဲ့တိုက်ပွဲတွေမှာတဖြည်းဖြည်းနောက်ဆုတ်လာရပါတယ် ပြီးတော့အနောက်ဘက်ဆင်းမျက်နှာမှာလည်းမာမိတ်တွေတိုက်ခိုက်မှုကိုလည်းဂျုံနေရပြန်ပါတယ်ဗီဒီဘိုဂျက်လေတွေကဂျမနီနဲ့ဂျမနီတွေရဲ့ရေကာတာတွေနဲ့ဒီဆင်းမျက်ဆိုင်ရာလုပ်ငန်းတွေကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်အဲ့နောက်မြောက်အာဖရိကကဒီဖက်ဆစ်အီတလီရဲ့ကိုလိုနီနယ်မြေတွေကိုမာမိတ်တွေကအောင်နိုင်ခဲ့ပြီးတော့ထောက်ခွဲလေးသက်သုံးမှာမာမိတ်တွေကအီတလီကိုသိမ့်ပိုက်ပြီးတော့ဖက်ဆစ်ကောက်ဆောင်မူဆူလီနီကိုဖျက်ဆီးနိုင်ခဲ့ပါတယ်ရှိပစင်းမဲ့နာမှာလဲဆိုဘီယက်တို့ရဲ့တံပြန်ထုံစင်ကြောက်ဂျာမနီနာဇီဂျာမနီတွေတဖြည်းဖြည်းနဲ့နောက်ဆိုးလာရပြီးတော့နောက်ဆိုးဂျာမနီနိုင်ငံထက်တိတောင်ဆိုဘီယက်တို့ရောက်ရှိလာခဲ့ပါတယ် ဒီနေရာမှာဆိုဗီယက်ပြည်တော်စုရဲ့နာဇီဂျာမနီတွေကိုတွန်းလာရမှာရေးပါတဲ့ဗြိတိရဲ့စကဝဲဖော်ထုတ်နိုင်မှုကလည်းအမခံပါပဲဗြိတိတွေကဂျာမနီတို့ရဲ့စကဝဲကုတ်တွေကိုတခုမှကြံဖော်ထုတ်နိုင်ခဲ့ကြပြီးတော့နာဇီဂျာမနီတို့ရဲ့အစီအစဉ်ကိုဆိုဗီယက်တို့ကိုအကူလုံးသိစေခဲ့တာပဲဖြစ်ပါတယ်ဟုတ်ပြီရှေ့ဘက်စစ်မျက်နှာမှာဆိုဗီယက်တို့ရဲ့အောင်မြင်မှုကဂျာမနီထိရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်နောက်ထပ်ဒုတိယကမ္ဘာစစ်ကိုလှည့်ပြောင်းကြီးတစ်ခုဖြစ်စဉ်တာကတော့နောက်ဘက်စစ်မျက်နှာမှာရှိတဲ့နော်မာဒီကတိုက်တိုက်ပွဲပဲဖြစ်ပါတယ် ထကွက်54ဂျော်လာ6ရက်နေ့မှာအမေရိကန်ဗြိတိန်ကနေဒါစတဲ့မာမိတ်တွေဟာပြည်သင်းမှာရှိတဲ့နော်မန်ဒီကမ်းခြေကနေပြီးတော့ကနေဒါတိုက်ပွဲကိုဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီကို detail လို့လူသိများကြပြီးတော့မာမိတ်တွေဘက်ကဇနတကြအခြေယူပြင်ဆင်ခဲ့ရပြီးတော့အသက်သွေးချွေးများစွာပိတ်ဆံခဲ့ရတဲ့ကာရတိုက်ပွဲကြီးတစ်ခုဖြစ်ပါတယ်။မာမိတ်တွေကဂျာမနီဂျာမနီရဲ့ခံတပ်ခါစစ်တွေကိုကြော်ဖြတ်ပြီးတော့အောင်မြင်စွာကတ်တိုက်နိုင်ခဲ့ကြပါတယ်။ဒီတိုက်ပွဲဟာမာမိတ်တွေအတွက်ကြာဆိုးများစွာနဲ့အလောခက်ခဲခဲ့ပေမဲ့မကြခဲ့မှာ နာဇီဂျာမနီလက်အောက်ကနေပြတဲ့ကိုလွန်မြောက်စေခဲ့ပါတယ်။အဲနောက်ရှေးဘက်ဆင်းမြေနာမှာလဲဆိုဗီယက်တို့အောင်နိုင်ပြီးတော့နောက်ဘက်ဆင်းမြေနာမှာလဲမာမိတ်တွေကပြတဲ့ကိုပြန်သိမ်းနိုင်ကြပြီဆိုတော့တကွေ55မှာဥရောပနိုင်ငံရဲ့ကိုလိုနီပါနာဇီဂျာမနီလက်အောက်ကနေလွန်မြောက်ခဲ့ပါတယ်။အဲနောက်မှာဥရောပနိုင်ငံတွေကိုဂျာမနီလက်အောက်ကနေလွန်မြောက်အောင်တိုက်ထုတ်နိုင်ခဲ့ကြတဲ့မာမိတ်တွေကဘာလို့တော့တွေ့ကြလဲဆိုတော့နာဇီဂျာမနီတို့ရဲ့နာဇီဂျာမနီတွေတူးလော်ခဲ့တဲ့ပန်းနဲ့ချီတဲ့လူမျိုးတို့တိုက်ဖျက်မှုကြီးတွေပဲဖြစ်ပါတယ်။ နာဇီရီယာကျစ်စခန်းတွေဆောက်လုပ်ပြီးတော့အဲ့ထက်မှလူတွေကိုစေငွေဖြစ်နေစေခဲ့ပြီးတော့လူမျိုးတွေတပ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့ကြပါတယ်။အဲ့ထက်မှဂျူးလူမျိုးတွေများစွာဖြစ်ကြပြီးတော့နာဇီကျစ်စခန်းတွေဟာယနေ့ခေတ်ပုံလာမှာများစွာရှိခဲ့စီးခဲ့ပါတယ်။အဲ့နောက်ဆိုဗီယက်တပ်တွေကဘာလင်ကိုသိမ်းပိုက်လိုက်ပြီးတော့ထောက်ခွေ45အေပလ30ရက်နေ့မှာဟစ်လာသူ့ရဲ့မြေအုပ်ပိုင်းကားထဲမှာပဲကိုကိုကိုဆုတ်စီရေးသွားခဲ့ပါတယ်။အဲ့နောက်တပတ်ကြာမှာဂျမနီဟာလောဝလက်နက်ချသွားပြီးတော့ဥရပါစိမဲ့နာမှာဒုတိယကပါဆက်ကိုအဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမဲ့အာရှစိမ့်မဲ့နာမှာတော့ဂျပန်တွေကအကြီးကျယ်တိုက်ခိုက်နေစေပဲဖြစ်ပါတယ်။ထက်ခွက်လေးစနှင်းဂျော်လာမှာဂျော်လာမိတ်တွေတိုက်ပွဲမှာမိတ်ကဘူဂျက်လီရီတွေဟာဂျပန်ရဲ့တင်ပေါ်တွေကိုအကြီးကျယ်ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။အဲ့လိုဒီအမေရိကန်တွေရဲ့မိတ်တွေတိုက်ပွဲအောင်မြင်မှုကြောင့်ဂျပန်ရဲ့တပ်ဟာလိုဝါပျက်စီးသွားခဲ့ရပြီးတော့လိုဝါအာနယ်သွားခဲ့ပြီးတော့ဒီဂျပန်တွေရဲ့ထိုးစစ်ဆင်နိုင်စွာကိုပါဖျက်ဆီးပျက်စီးစေခဲ့ပါတယ်။ဒါပေမဲ့ဂျပန်ကတော့လိုဝါလက်နဲ့မချသေးဘဲနဲ့ဆက်လက်တိုက်ခိုက်နေစေပါပဲ။ ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီချိန်မှာအမေရိကန်ကနျူကလ ியர் ဘုတ်ကိုစတက်တီထွင်နိုင်ခဲ့ပြီးတော့ဒီကဘာပေါ်မှာဆိုတော့နျူကလ ியர் ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်အဲ့လိုနဲ့ဒီဘလုမလက်နဲ့မချတဲ့ဂျပန်ကိုဒီအမေရိကန်တွေကနျူကလ ியர் ဘုတ်နဲ့တိုက်ခိုက်ဖို့အတွက်အတီးပြုခဲ့ပါတယ်အဲ့ဒါကြောင့်ထက်ခွဲ55 August 6ရက်နေ့မှာအမေရိကန်တွေကဂျပန်နိုင်ငံဟီရိုရှိမာမြို့ပေါ်ကိုနျူကလ ியர் ဘုတ်တလို့ကျက်ချခဲ့ပါတယ်အဲ့နောက်3ရက်အကြာမှာအမေရိကန်တွေကနောက်ထပ်နျူကလ ியர் ဘုတ်တလို့ကိုနာကာဆာကီမြို့ပေါ်ကိုကျက်ချခဲ့ပါတယ်အဲ့ဒီမှာဂျပန်ကတမိုင်းမှမကြိုးစားဘူး ဆိုရှယ်မှုတွေကြိုးလိုက်ရပြီးတော့ဘုံနိုင်ငံလူထောက်ကြီးတိတ်ဆိုးပြီးတော့မြို့နှမြို့လိုဟာရရရမရှိဖြစ်သွားခဲ့ပါတယ်။အဲ့နောက်မှာအဲ့နောက်မှာဂျပန်တွေကလက်နက်ချသွားခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်ကိုတရားဝင်ဆိုသစေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးကြောင့်ကမ္ဘာတော်သန်းနဲ့ချီလူပေါင်းပေါ့နော်လား60ကနေ80ထိအသက်ဆုံးရှုံးခဲ့ရပြီးတော့အများစုကတော့တာမန်ရသားတွေပဲဖြစ်ပါတယ်။ဒီကမ္ဘာစစ်ပြီးဆုံးသွားပြီးတဲ့အချိန်မှာကမ္ဘာကြီးကလောဘကိုပြောင်းလဲတော့ခဲ့ပါပြီ။ဥရောပမှာဆိုရဲဒီဥရောပအရှိတ်ဘက်နိုင်ငံတွေကဒီဆိုဗီယက်ပြည်ထောင်စုကိုလက်အောက်ကိုထဲကိုကြားရောက်သွားခဲ့ပါတယ်။ ဂျာမနီမှာလည်းအရှိတ်ဂျာမနီနဲ့နောက်ဂျာမနီကွဲသွားခဲ့ပြီးတော့ဘာလန်တိုက်ကြီးပေါ်လာခဲ့ပါတယ်။အရှိတ်ဂျာမနီကိုဆိုဗီယက်ပြည်ထောင်စုကအုပ်ချုပ်ပြီးတော့အနောက်ဂျာမနီကိုကြတော့ရေရှည်ဒီမိုကရေစီနိုင်ငံတွေကအုပ်ချုပ်ခဲ့ကြပါတယ်။အမေရိကန်ကလည်းနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့ကမ္ဘာ ARG စူပါပါဝါနိုင်ငံဖြစ်လာပါတယ်။သူနောက်မှာမှဆိုဗီယက်ပြည်ထောင်စုရှိပြီးတော့အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုတို့ကြာကြည့်ကြအပယ်ခဲ့ကြတဲ့စစ်အေးခေတ်ကိုစတင်ခဲ့ကြပါတယ်။အဲတော့တရုတ်ပြည်မှာလည်းနေကွန်မြူနီကောင်စာမော်စီတိုအာနာရလာခဲ့ပါတယ်။နောက်ဆိုဗြိတိန်နဲ့ပြည်သက် ကူအဲအပယာတွေအားနဲ့သွားခဲ့ကြပြီးတော့အာရှကကူလူနိုင်ငံတွေအများပြားလှလိုက်ရခဲ့ကြပါတယ်ဒုတိယကမ္ဘာစစ်ဟာလူသားသမားရဲ့ကြီးမားသောဆိုရှယ်မှုတွေလူခွင့်ရေးဆိုင်ရာဥပဒေတွေနဲ့ခေတ်သစ်ပထဝီနိုင်ငံရေးပြောင်းလဲတွေကိုပို့ပေါ်ခဲ့တဲ့20ရာစုရဲ့ကြီးမားဆုံးသောသမဝေဖိယကြီးတစ်ခုဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျအဆုတ်ထိခြေပိတ်ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲနေကြကြမှာကြပါစေခင်ဗျ